ရန်ကုန်တန်ကျပ်စာသားတွေကိုရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့စစ်စစ်ကြီးကြပ်ရေးကော်မတီထံကိုစစ်ဆေးခံဖို့ကြိုတင်မပေးဖို့ပါကအစိုးရမန်တပ်တွေမှာဖျော်ဖြေခွင့်ပြုသွားမှာမဟုတ်ဘူးလို့ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့စစ်စစ်ကြီးကြပ်ရေးကော်မတီကရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးဦးစော်အေးမောင်ကပြောပါရယ်တကြံတချင်းနဲ့တကြံတန်ကျပ်တွေကိုဒီကျွန်တော်ရန်ကုန်တိုင်းဒေသအစိုးရအဖွဲ့ကသတ်မှတ်ထားတဲ့ CMC ကမ်းများနဲ့ညီညီကိုကျွန်တော်စီစစ်ပြီးတော့ကျွန်တော်တို့က data တွေတွေတော့ဒီချက်တွေတော့ မညီဘူးဒါလေးတော့ပြင်ပေးပါဆိုပြီးကျွန်တော်ပြင်ပေးပြီလက်ရှိမှာတော့အစိုးရအဖွဲ့ယုံကိုတကြံတန်ကျက်စာသားတွေလာရောက်ကြိုတင်ပေးပို့ထားတဲ့တန်ကျက်အဖွဲ့ပေါင်း25ဖွဲ့ရှိရလို့ရခိုင်တိုင်းရင်းသားရေးရာလူမျိုးရေးဝန်ကြီးဦးစော်အေမောင်ကပြောပါရယ်တကြံတန်ကျက်လာပြီးတော့တင်တာအလုံး25ဖွဲ့အတင်ပါအဲ့တော့ခုကျွန်တော်တို့ဖတ်နေပါပြီဖတ်ပြီးတော့အဲ့ထဲမှာကျွန်တော်တို့သတ်မှတ်ထားတဲ့စီကန်းနဲ့မညီတဲ့ဟာတွေကိုကျွန်တော်တို့ကစီစစ်ပြီးတော့ဒါတွေပြင်ပေးဖို့ပြန်ပေးလိုက်မှာဖြစ်ပါတယ် တန်ချက်ဆိုတာမြမရွရရင်ကျေးမှုတကြံအတွက်မရှိမဖြစ်လိုအပ်တဲ့အစင်လာကောင်းတစ်ခုဖြစ်တဲ့အတွက်တန်ချက်အဖွဲ့တွေအနေနဲ့နိုင်ငံနဲ့လူမျိုးကိုမထိခိုက်ဖို့လိုအပ်တယ်လို့ဥဇော်အေးမောင်ကထပ်မံပြောကြားခဲ့ပါတယ်။